အလုံးမဲမင်္ဂလာပါကျမတို့တွေဟာစိတ်ထဲမှာကိုရင်တဲ့ကစကားတွေပြောချင်တဲ့အခါမှာပြောခွင့်မရတဲ့အခါမှာစကားတွေခံစားချက်တွေပေါ့အောင့်အီးထားရတာတွေအများကြီးတိမ်ထောင်မိတတ်ကြတယ် ပြောခွင့်မရတော့ရင်ထဲမှာတင်းရင်တင်းရင်နဲ့အမိုက်ပုံလိုကြီးအစုပုံကြီးဖြစ်သွားပါတယ်မိတ်ဆွေတို့ရော စိတ်ထဲမှာအရာရာကိုတင်းထားမိနေကြပြီလားဒီလိုသာနေသွားမယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာဘာတွေဖြစ်လာနိုင်မလဲနောက်စစ်တွေဆိုချိုးတွေကဘာလဲကျမတို့ဘယ်လိုဖြေရှင်းကြမလဲပေါ့ဒါလေးနဲ့ပတ်သက်ပြီးတော့မှဒီဗီဒီယိုလေးကိုမျှဝေဆွေးနွေးပေးချင်ပါတယ် နောက်ဆက်တွဲဆိုချိုးအနေနဲ့ကနံပါတ်1အဲ့ဒီစိတ်ဖိစီးမှုတွေကတဲ့ခန္ဓာကိုယ်ကိုဘယ်လိုထိခိုက်စေမလဲဆိုလို့ရှိရင် ကျမတို့ဒီ stress hormone လို့ခေါ်တဲ့ဒီစိတ်ဖိစီးမှု hormone ပေါ့ cholesterol တက်လာတယ်ဆိုလို့ရှိရင်ကိုယ်ခံအားတွေကျဆင်းလာတယ်အဲနှလုံးရောဂါတွေဖြစ်လာနိုင်တဲ့အခြေအနေတွေရှိတယ်အိပ်မပြောတာတွေဖြစ်လာမယ်ဒါဒီခန္ဓာကိုယ်ကိုသွားပြီးတော့မှအဲထိခိုက်မှုတွေဖြစ်လာနိုင်တယ်ပေါ့ဒုတိယတစ်ချက်နေနဲ့ကစိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ ခန္ဓာကိုယ်ရင်မဲထိခိုက်တာမဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာအနေနဲ့ဆိုရင်ကျမတို့တွေကဒီလိုပဲရင်ထဲမှာတိမ်ထားရင်တိမ်ထားရင်နဲ့စိတ်ကြယောဂါ depression တွေဖြစ်လာနိုင်တယ်စိုးရိမ်ပူပန်မှုတွေများတယ် anxiety တွေဖြစ်လာမယ်စိုးရိမ်ပူပန်မှုတွေတဖြည်းဖြည်းနဲ့ပိုပြီးတော့များလာတယ်စိတ်ကပုံမှန် balance မဟုတ်တဲ့အခါကျတော့ကျမတို့ဒီပြောဆိုဆက်ဆံတဲ့အခါမှာလူမှုဆက်ဆံရေးတွေထိခိုက်လာတယ်ပြပြလာတယ်ဒါက ကိုခန္ဓာတွေမဟုတ်ဖဲနဲ့စိတ်ပိုင်းဆိုင်ရာမှာပါ ဆိုးကျိုးတွေတက်ရောက်မှုတွေဖြစ်လာတာဖြစ်တယ်။ဆိုတော့ကျမတို့က ကိုဒီစိတ်ဖြီစီမှုတွေကိုရင်ဘတ်ထဲမှာတင်ထားတင်ထားခဲ့မယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ဖြစ်တဲ့ကျန်းမာရေးကိုလည်းထိခိုက်တယ်လို့ကိုယ်ကျန်းမာရေးလည်းထိခိုက်တယ်စိတ်ကျန်းမာရေးလည်းထိခိုက်တယ်ဒါကြောင့်မို့အချက်သုံးအနေနဲ့ကကြတော့ဒီလိုစိတ်ဖြီစီမှုတွေဒီလိုနောက်ဆက်တွဲဆိုးချိုးတွေမဖြစ်အောင်ကျမတို့ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုကျမကနေလန်6ခုလေးနဲ့မျှဝေဆွေးနွေးခြင်းပါတယ် ထမတစ်ချက်ကတော့ဒီကိုယ့်ရဲ့ခံစားချက်တွေကိုအတိမတ်ပြုပါ as knowledge your feeling ဥပမာပေါ့เนาะကျမတို့ကဟာငါစိတ်အခုစိတ်ညစ်နေတယ်ဒါမှလည်းငါဒေါသထွက်နေတယ်ငါဝမ်းနေနေတယ်ဆိုတော့ကိုဘာပဲခံစားခံစားရကောင်းသည်ဖြစ်စေဆိုသည်ဖြစ်စေကိုယ့်ရဲ့ခံစားချက်တွေမှန်တယ်များကိုနံပါတ်1အတိမတ်ပြုလိုက်ပါ လို့တိမှတ်ပြုမှာလေကိုယ့်ရဲ့ခန်းစားချက်တွေကိုမှတ်စုရေးတာပဲဖြစ်ဖြစ်ဒီဖုန်းဒီမှာဖုန်းထဲမှာဒီ voice memo ဖြစ်ဖြစ်တင်ထားတာပဲဖြစ်ဖြစ်ပေါ့အဲ့တော့နံပါတ်1နီလန်ကကိုယ့်ရဲ့ခန်းစားချက်တွေမှန်တယ်များကိုအတိအမှတ်ပြုခြင်းပဲဖြစ်ပါတယ်အဲ့ဒါဒီနံပါတ်1နံပါတ်2ကကြတော့ကိုယ့်ရဲ့ခန်းစားချက်တွေမှန်တယ်များကိုကိုယ့်ရဲ့ယုံကြည်ရတဲ့သူတအူးအူးနဲ့မျှဝေပါ talk to someone ယုံကြည်ရတဲ့သူတို့ဦးလို့ပြောတဲ့အခါမှာကိုကိုကိုလူတယောက်နဲ့တယောက်မတူနိုင်ဘူးပေါ့တချို့တွေကကြတော့မိသားစုတွေတချို့ကတငယ်ချင်းတို့ဖို့ကိုင်းပဲပေါ့ဆိုတော့ကိုအားတန်ရာကိုယုံကြည်ရတဲ့သူတို့ဦးဦးမိသားစုပဲဖြစ်ဖြစ်တငယ်ချင်းပဲဖြစ်ဖြစ်လုံးဖို့ကိုင်းပဲတရားရောက်ကိုကိုရဲ့ဒီဖြစ်နေတဲ့စိတ်ဖြူစီမှုစိတ်ခံစားချက်တွေကို ဖွံ့ဖြိုးဖို့လိုအပ်ပါတယ်နံပါတ်3 ကိုယ့်ရဲ့ခံစားချက်တွေမှန်တယ်များကိုစာရေးချင်းဖြင့်ဖောက်ထုတ်ပါ journal ပေါ့အဲလူတော်တော်များများလဲ journal တွေအသုံးပြုကြပါတယ် emotional diary ရေးပါပေါ့အဓိကကကို journal ရေးတဲ့အခါကျရင်ဘာကြောင့်စိတ်ထိခိုက်ရတာလဲကိုဘလို့ခံစားနေရတယ်လဲဆိုတာကိုခြာရေးဖို့လိုအပ်ပါတယ်ငိုပြီးပဲရေရေခံစားချက်တွေမှတ်တမ်းများအကုန်ဖောက်ထုတ်လိုက်ပါအဲ့ဒီနေရာမှာဂျာနယ်လေးမှာအကုန်ရေရေရေငိုပြီးပဲရေရေရှိသမျှခံစားချက်တွေတ Vỏ ထုတ်ပြောလိုက်ရတယ်လို့ယင်တရခန်းစားချက်တွေမှတ်တမ်းများအကုန်ဖောက်ထုတ်လိုက်ပါဥပမာ အာဒီနေ့အလုံးမှာစကားမှားပြီးတော့မှနားလည်မှုလေးလွဲသွားတဲ့အတွက်ငါစိတ်ညစ်တယ်အဲဒီလိုမျိုးပဲဖြစ်ဖြစ်အဓိကအဲ့ဒီထဲမှာဘာကြောင့်စိတ်ထိခိုက်ရတာလဲဘလို့ခန်းစားရတယ်လဲဆိုတဲ့နှစ်ချက်ပေါအောင်ရေးပါအကြောင်းရင်းရယ်ဘလို့ခန်းစားရတယ်လဲပေါ့နော်အဲ့လိုရေးတဲ့အခါမှာဒီ traditional ဒီလိုမျိုးအာဒါရီစာအုပ်တွေနဲ့ရေးလို့ရတယ်လို့ကျမတို့ဖုန်းထဲမှာလည်း notes ဟိုပါလေးရှိတာဖြစ် က်အတွက်အဲ notes သေးလေးတွေလည်းရေးလို့ရပါတယ် နံပါတ်၄ကကြတော့ mindfulness and meditation ပေါ့နော်။အေတရားထိုင်နေအသက်ရှူလေ့ကျင့်ခန်းတစ်ခုခုလုပ်တယ်။ယောဂလေအေလေ့ကျင့်ခန်းတစ်ခုခုလုပ်တယ်ပေါ့။ဆိုတော့ဒီဟို mindfulness လို့ပြောတဲ့အခါမှာလည်းဒီ meditation နဲ့ပတ်သက်ပြီးပြောတဲ့အခါကျရင်နိလန်းတွေအမျိုးမျိုးရှိတာဖြစ်တဲ့အတွက်ကိုအားတန်ရာပေါ့နော်။ကိုယ်နဲ့ kait ညီတဲ့နိလန်းတွေကိုအသုံးပြုနိုင်ပါတယ်။ဆိုတော့နံပါတ်၄ကတော့တရားထိုင်ဖို့အသက်ရှူလေ့ကျင့်ခန်းလုပ်ဖို့ပေါ့။နောက်နံပါတ်၅ကကြတော့ကိုယ်လစ်လှုပ်ရှားမှုလုပ်ဖို့ ါ်တယ် physical activity ပေါ့ဆိုတော့ဒီကိုလေးလှူရှာမှုလို့ပြောတဲ့အခါမှာဥမာ gym တွေကိုသွားတာပဲဖြစ်ဖြစ်ကိုယ့်အိမ်မှာကိုကိုပဲဒီအကစားတစ်ခုခုလုပ်တယ်ပေါ့ပုံမှန်လမ်းလျှောက်တယ်ဒါမှမဟုတ်လဲယောဂကျင့်တယ်ပေါ့ဆိုတော့ဒီအရာတွေကကြတော့ဒီပျော်ရွှင်စေတဲ့ဟော်မုန်းပေါ့နော် endorphin ကိုထုတ်ပေးတယ်ဆိုတော့ဒီအရာလုတ်ခဲ့တယ်ဆိုလို့ရှိရင် endorphin တွေအများကြီးထွက်လာတဲ့အတွက်စိတ်ထဲမှာပျော်ရွှင်မှုရစေတယ်ပေါ့ ဥပမာဒီတနေ့မှာတချို့တွေကဆယ်မီနစ်လမ်းလျှောက်ကြတယ်ဆိုတော့အကျင့်တချို့ကြလဲခြေလမ်းပေါင်း9000ခြေလမ်းပေါင်း10000ပေါ့နော်ဒါဒါကိုယ့်ရဲ့ဒီ target လေးရင်းနဲ့ကိုကိုယ့်ရဲ့အလက်အလေးချင်းလေးတွေဒီလမ်းလျှောက်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်ဖို့လိုအပ်ပါတယ်။နောက်တချင်နာထောင်တာပဲဖြစ်ဖြစ်ပေါ့ဒါ endorphin ထုတ်ပေးတဲ့အရာလေးတွေဆိုတော့ဒီကျန်းမာရေးနဲ့ညီအောင်နေထိုင်ဖို့အတွက်ကဒီကိုယ့်လက်လှုပ်ရှားမှုလေလိုတယ်လို့ပဲအိတ်ရေးဝအောင်ကလည်းအိတ်ဖို့လိုအပ်ပါတယ်။ဒါသည်နံပါတ်5ဆိုတော့ကျွန်မမျှဝေခဲ့တဲ့အပေါ်ကဒီနီလန်း5 5ခုနဲ့အဲကိုယ့်ရဲ့စိတ်အခြေအနေပေါ့နော်စိတ်ဖီစီမှုကအဆင်မပြေသေးဘူးဆိုရင်တော့နံပါတ်6နေဖြစ်တဲ့ professional health ကိုယူဖို့လိုအပ်တယ်ဒီကျန်းကျင်တဲ့ဒီ psychologist တွေနဲ့ဆွေးနွေးပြီးတော့မှကိုယ့်ရဲ့စိတ်ဖီစီမှုကိုဆွေးနွေးပြီးတော့မှထိရောက်တဲ့ကုသမှုကိုခံယူပါလို့ဒါကနံပါတ်6နေအနေနဲ့မျှဝေပေးချင်ပါတယ်ကျမတို့တွေကကျမတို့တွေကဒီခံစားချက်တွေကိုဖိနှိပ်ထားတယ်ဆိုတာကဒီလိုမျိုး တယောက်ယောက်ကိုတနေရရာမှာမဖွင့်ထုတ်ဖဲနဲ့တရင်တရင်ဆိုတာကမီးပေးအန်တရဲလို့ပါပဲတဲ့။တဆဆအတွင်းထဲမှာချိတ်ပြီးချိတ်ပြီးလောင်နေရလောင်နေမီးလောင်နေမဲ့အစာကိုကျမမြောက်ဝေခဲ့တယ်။နီလန်၆ခုထဲကနေအဲအသုံးပြုချိပါလို့ကျမကလက်ဆောင်လေးပေးပြရစီ။ကျမက ကျမလည်းလူတွေကလူတယောက်ဖြစ်တဲ့အတွက်ကျမမှလည်းစိတ်ဖြူစင်းမှုတွေများစွာရှိတယ်။ဆိုတော့ကျမမှစိတ်ဖြူစင်းမှုတွေရှိလာခဲ့တယ်ဆိုလို့ရှိရင်တော့ကျမကတော့ဒီမိသားစုနဲ့စကားပြောတယ်။ဟော sharing feeling လုပ်တယ်၊ယဉ်ဖွင့်ကြတယ်၊ပြောကြတယ်ပေါ့ဒါနံပါတ်၄ပေါ့နော်။နောက်တစ်ခါကျမကဒီ phone notes ထဲမှာလည်း channel လေးရေးလေးရှိတယ်။အော်နောက်တစ်ခုကကျတော့ကျမဒီ YouTube မှာပေါ့နော်။ဟိုဒီတဘာဝအတန်လေးတွေပေါ့ဥပမာရေတန်လေးတွေဖြစ်ဖြစ်ငှက်တန်လေးတွေဖြစ်ဖြစ်ပေါ့နော် touch the nature ဆိုတာကိုကျမကအပြင်မှာ တွေ့ထီတွေ့ခွင့်မရခဲ့ရင်တောင် YouTube ကနေကြည့်ပြီးတော့မှအဲ့အတန်လေးတွေကိုပြန်ပြီးတော့နားထောင်တာပေါ့နော်ဒါကကျွန်မဖြည့်ရှင်းတဲ့နီလန်းလေးတွေဖြစ်ပါတယ် ဆိုတော့ဒီဗီဒီယိုနားထောင်နေကြတဲ့မိတ်ဆွေတို့အနေနဲ့မိမိတို့ကိုယ်တိုင်စိတ်ဖိစီးမှုတွေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဘလို့များဖြစ်ရှင်းလေးရှိကြတယ်လဲဆိုတာလေးကိုကျွန်တော်တို့တယောက်နဲ့တယောက်ပေါ့နော်ကိုယ်ပိုင်အတွေ့အကြုံလေးတွေကိုကွန်မန့်မှာပြန်လည်ပြီးတော့မှမျှဝေပေးကြပါလို့တိုက်တွန်းရင်းနဲ့ဗီဒီယိုလေးကိုဆုံးသတ်ပြစေအဆုံးထိ ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအကျေစုထူပဲတင်ရှိပါရစေ Bye for now see you next video bye